crypto exchange တွေဖြစ်တဲ့ Binance တို့ OKX တို့ကဘာဖြစ်လို့သူတို့ကိုယ်ပိုင် token တွေဖြစ်တဲ့ BNB တို့ OKB တို့ကိုတီးသက်ထုတ်ထားရတာလဲဒီ token တွေကဝယ်ထားရင်ဘာအကျိုးအမြတ်ရှိလို့လဲဒါမှမဟုတ် exchange ကကိုယ့်ကိုချီတိုးဖို့လုပ်ထားတဲ့ period တစ်ခုလားဒီ video မှာ exchange token တွေရဲ့အကြောင်းကိုတည်တည်ချာချာရှင်းပြပေးပါမယ် exchange token ဆိုတာဘာလဲ exchange token ဆိုတာအဲ့ဒီ crypto exchange ကနေတရားဝင်ထုတ်ထားတဲ့ crypto တစ်မျိုးပဲ။နားလည်လို့အောင်ဥမာပေးရရင် shopping mall တစ်ခုကသူတို့ကိုယ်ပိုင် gift voucher ဒါမှမဟုတ် membership point တွေကိုထုတ်ထားတဲ့လိုမျိုးနဲ့နည်းနည်းဆင်ပါတယ်။အဲ့ဒီ voucher ကိုအဲ့ဒီ mall မှာပဲသုံးလို့ရမယ်။သုံးလိုက်ရင် discount တွေအထူးအခွင့်အရေးတွေရမယ်။ exchange token ကလည်းအခြေခံသဘောတရားကအတူတူပဲဖြစ်ပါတယ်။သူရဲ့အဓိကအသုံးဝင်မှု utility ကဘာလဲ။ အဲ့ဒီ token နဲ့ကိုခိုင်းထားရင်အဓိကအဖြစ်အကျိုးအမြတ်၃ချက်ရှိပါတယ်။နံပါတ်၁ကတော့ trading fees discount ပါ။ဒါကလူသုံးအများဆုံးအချက်ပဲဖြစ်ပါတယ်။ ပုံမှန်ဆိုရင်ကိုဗာ Bitcoin ဝယ်ရင်ဖြစ်ဖြစ်ရောင်းရင်ဖြစ်ဖြစ် exchange ကို trading fees နည်းနည်းစီပေးရပါတယ်။ဒါပေမဲ့ကိုဗာ Eddie fees ကို BNB လိုမျိုးသူ့ရဲ့ exchange token နဲ့ရှင်းမယ်ဆိုလို့ရှိရင်တော့25%လောက်အထိကို discount တင်ရတာမျိုးပါ။အငြင်းရဝယ်အောင်လုပ်နေတဲ့ trader တွေအတွက်တော့ဒီ discount ဟာအင်းရှင်မှာအများကြီးတက်တာစီပါတယ်။နံပါတ်2ကတော့ launchpad ပါ။ဒါကလူကြိုက်အများဆုံးအချက်လို့ပြောလို့ရပါတယ်။ အရှိန်နေလား project အသစ် token အသစ်တွေကိုမိတ်ဆက်တဲ့အခါမှာ launchpad ဆိုပြီးတော့လုပ်လို့ရှိပါတယ်။ခုမှသူတို့ရဲ့ astray token တွေကိုဂိုင်ထားမှအဲ့ဒီ token အသစ်တွေကိုဈေးကွက်ထဲမရောက်ခင်ဈေးအသက်သာဆုံးနဲ့အငြင်းဆုံးဝယ်ခွင့်ရတာဒါမှမဟုတ် airdrop ရတာမျိုးပါ။ဒါကအငြက်ရနိုင်ချေများလို့လူတွေက astray token တွေကိုဝယ်စုထားကြတဲ့အဓိကအကြောင်းရတစ်ခုဖြစ်ပါတယ်။တခြားဝယ်စားမှုတွေလည်းရှိပါသေးတယ်။ ဥပမာအချင်းပေါ်မှာ FIV level တက်ဖို့တချို့အထူးခွင့်စားမှုတွေကိုသုံးဖို့အတွက်လည်းဒီ token တွေကိုသုံးရတတ်ပါတယ်။သူရတံမှုကဘယ်ကလာရလဲ။သူရတံမှုကိုတက်စေတဲ့အချက်နှစ်ချက်ရှိပါတယ်။ပထမအချက်ကတော့ဝယ်လို့အားပါ ခုနကပြောသလိုပဲ Face တတာချင်တဲ့သူတွေ Launchpad ဝင်ချင်တဲ့သူတွေကဒီ token ကို မဖြစ်မနေဝယ်ကင်ထားရတော့ဝယ်လို့အားကအမြဲရှိနေတာပေါ့ဟိတ်ချင်းကလူသုံးများလေလေသူ token ကိုဝယ်စင်တဲ့သူတွေပိုများလေလေဈေးကတက်လိပါပဲဒုတိယချက်ကတော့ token ban မှာ ban လုပ်တယ်ဆိုတာက ဖြတ်လိုက်တာကိုပြောတာပါ အချင်းတွေကသူတို့ရတဲ့အမျက်ငွေတွေကတစိတ်တစ်ပိုင်းကိုသုံးပြီးတော့ဈေးကွက်ထဲမှာလဲပတ်နေတဲ့သူတို့ token တွေကိုပြန်ဝယ်ပါတယ်။ပြီးတော့အဲ့ဒီ token တွေကိုဘသူမှပြန်ထုတ်လို့မရတဲ့ wallet ထဲကိုပို့ပြီးတော့အပီးတိုင်းဖြတ်စီကလိုက်ပါတယ်။အဲ့တော့ဈေးကွက်ထဲမှာ token A ရဲ့အတွက်ရှားသွားပြီးတော့ကြံခဲတဲ့ token တွေကတန်ဖိုးတက်လာတော့ပေါ့။ဒါကရှောင်းလို့အားကို short ထားပြီးတော့ဈေးကိုထိန်းတင်တဲ့နီလန်းဖြစ်ပါတယ်။ဘာတွေကိုသတိထားရမလဲ။ တလအသုံးဝင်နေရင်ဝယ်ထားလိုက်ရုံပဲမဟုတ်ဘူးလားဆိုတော့လေမဟုတ်သေးပါဘူးတတိထားရမယ့် NDA လည်းရှိပါသေးတယ်အဓိကအချက်ကတော့ဒါတွေက centralized ဖြစ်နေရပါ ပေးကွာလိုမျိုးဘသူတဦးတယောက်မှမပိုင်ဆိုင်ပဲနဲ့လဲပတ်နေတာလုံးဝမဟုတ်ပါဘူး။အဲ့ဒီ exchange company တခုတည်းကအရာအားလုံးကိုထိန်းဆုပ်ထားတာဖြစ်ပါတယ်။ဒါကြောင့်မို့လို့အဲ့ဒီ exchange သာ လုပ်ငန်းပြသနာတက်ရင် hack အကြီးအကျယ်ခံရရင်ဒါမှမဟုတ်နိုင်ငံတွေရဲ့ပိတ်ပင်မှုပြသနာတွေတက်ရင်သူ့ရဲ့ token တွေကဈေးချက်ချင်းထိုးကြသွားနိုင်ပါတယ်။ အရင်ကကမ္ဘာဒုတိယအကြီးဆုံးအချိန်ဖြစ်တဲ့ FTX ပြိုလဲပါတော့ကသွတ်တူကမ်းဖြစ်တဲ့ FTT ကလည်းတပြားမှတမိုးမရှိတော့တဲ့အထိဖြစ်သွားတာသာတကားပါပဲ။ကိုပ္ပစံနေအားလုံးကကုမ္ပဏီတစ်ခုရဲ့အောင်မြင်မှုကျဆမှုအပေါ်မှာ100%ပူတည်နေတာမို့လို့ဒါက NT ရဲ့အကြီးဆုံးအချက်ဖြစ်ပါတယ်။အချို့အနေနဲ့တွေ့ရရင်တော့ exchange token တွေဆိုတာအဲ့ဒီ exchange ရဲ့အောင်မြင်မှုနဲ့တိုက်ရိုက်ထိစပ်ထားတဲ့ utility token တွေဖြစ်ပါတယ်။ trading fees တသက်အောင်လုပ်ပေးတဲ့ discount coupon လို့လည်းကြည့်လို့ရတယ်လို့အနာဂတ် project အသစ်တွေမှာပါဝင်ခွင့်ရတဲ့ launchpad လက်မှတ်လို့လည်းညင်လို့ရပါတယ်သူမှာအတုံးဝင်မှုအများကြီးရှိတယ်ဆိုပေမဲ့သူ့ရဲ့တန်ဖိုးအားလုံးက exchange ပေါ်မှာပဲ multi နေတာမို့လို့ ကိုယုံကြည်တဲ့လုံခြုံစိတ်ချရတဲ့နံပါတ်ကောင်းရှိတဲ့ exchange တို့ကတိုကန်ကိုပဲရွေးချယ်သုံးစွဲရင်းနှီးမြှုပ်နှံသင့်ပါတယ်။ Binance မှာ BNB နဲ့ trading fees ပေးရဆိုရင်25% discount ရမှာဖြစ်ပြီးတော့ crypto မဲ့ရဲ့ referral code ကိုသုံးပြီးတော့အကောင့်ဖွင့်မယ်ဆိုရင် BNB မပေးရင်တော့ trading fees က20% discount ကို lifetime ရရှိမှာဖြစ်ပါတယ်။ ဒါအပြင် crypto မိဘကနေပြီးတော့ go user တွေအတွက်တည်တက်လုပ်ပေးထားတဲ့ VIP crew ကိုလည်းဝင်ခွင့်ရအောင်မှာဖြစ်ပါတယ်။ဒီ group မှာဆိုရင် pro trader တွေကိုယ်တိုင်တင်ပေးနေတဲ့ market analysis တွေ trading scenario နဲ့ up to date news တွေကိုအချိန်နဲ့တပြေးညီဖော်လို့ရမှာဖြစ်ပါတယ်။ဒီ group ကိုပတ်စံပေးပြီးတော့လုံးဝလုံးဝဝင်လို့မရဘဲနဲ့ code သုံးထားတဲ့သူတွေအတွက်တည်တက်ဖြစ်ပါတယ်။ ဒါတွေအပြင်ကုန်ယူဇာတွေအနေနဲ့ crypto မိတ်ဘက်ကနေပြီးတော့လာစင်လာတိုင်းလုပ်ပေးနေတဲ့ campaign တွေကလည်း reward တွေကိုလည်းအများကြီးထည့်ရနိုင်ပါသေးတယ်။ဆိုတော့ Binance account ဖွင့်မယ်ဆိုရင်ဒီလိုမျိုးအခွင့်အရေးတွေကိုမလွတ်သွားအောင် Binance account ဖွင့်တဲ့အခါမှာ crypto မိတ်ကုတ်ကိုသုံးပြီးရောက်ဖွင့်ဖို့မမေ့ပါနဲ့နော်။ဆိုတော့ဒီနေ့ video လေးကတော့ဒီလောက်ပါပဲ crypto မိတ်ပါနောက် video မှာပြန်တွေ့ရပါဦး။